အဓိကတော့ဘာလို့တမီလိုကန်းဆိုတော့ဟိုတစ်ခေတ်တခါတော့တအားကောင်းခဲ့တယ်။ဘာကြောင့်လဲလို့မင်းတရုတ်ပစ္စည်းဝင်ခင်အထိပေါ့။တော့ပဲတရုတ်ပစ္စည်းတွေဝင်လာတဲ့အခါဆိုတော့ဒီတရုတ်ပစ္စည်းတွေကဒီပိုက်လုံးတို့ပိုက်ကောက်တို့ပလတ်စတစ်ကတော့ပလတ်စတစ်ရေတွေရောပလတ်စတစ်ပုံပိုင်းပလတ်စတစ်အစားတို့ဝင်လာတဲ့အခါဆိုတော့ဘာလို့တမီလိုကစဉ်နေသွားတယ်။စဉ်နေသွားဆိုတော့ဘာလို့ကလည်းဆင်းပြောရင်တော့ပြည်ပြည်နဲ့နေနိုင်ဖို့တော့စိတ်ပြေလည်းမှုတော့လုံးဝမရှိတော့ဘူး။သူတရတကြီးတယ်ခဲသေးကြီးတယ်ဆိုတော့ပလတ်စတစ်ပစ္စည်းတွေဘာလို့က ရှင်းလဲတဲ့ခါဆိုဘောက်ပစ္စည်းကတိုးလို့မရဘူးရေရှည်ကျတော့ဘောက်ပစ္စည်းကမကောင်းဘူးမကောင်းတယ်ဒါပေမဲ့အများသူကကြတော့တက်ရှင်ပဲသုံးကြတော့ပြောတော့ဘောက်လုံကသစ်နေသွားတယ်အဲ့ဒါကြောင့်မလို့ပါရုပ်ပစ္စည်းကမဝင်ဘူးဆိုတော့ဘောက်လုံလည်းကောင်းကောင်းအောင်အစဉ်ပြေကောင်းကြီးပွားတယ်ပေါ့ အင်္ဂလိပ်ခီဦးပိုင်းတဲ့ရဒီလုပ်ငန်းရတာမျိုးလုပ်ငန်းရှိခဲ့တာပေါ့ပဒင်းပဒင်းခေါ်ပါပဒင်းမျိုးတွေတဲ့ပါသူကတခုပါဝင်စံပြူပေါ့ကတော်တို့ဂါလာကွက်တို့ဂျင်နာစီမိကွက်တို့ပြီတော်တို့အားလုံးလောက်တာပေါ့နောက်အထက်ကြီးတွေဆိုရင်အယားကွန်းတို့အုတ်ဆောင်တို့မိကုတ်ခေါတိုင်တို့အပူအေးပေးတာတို့မကောင်းတဲ့အနာအဆိုးဆုပ်တာတို့အကုန်လုံးပါတော့ကတူအကုန်လုံးပါတာပေါ့အပါဆာလို့တော့ဘာလို့မျိုးနဲ့ယူနေပေါ့အပအဖေဆိုရင်ဟိုးအင်္ဂလိပ်ခေတ်တဲ့ကွာ တာပြင်စပါပဲပါဆိုရင်ခွန်ရသားတဲ့စားလို့တာဒီဂိုင်းသေးတဲ့မှာခွန်ရသားတဲ့စားလို့တာတော့ဒါပေမဲ့မချားတာပါဘူးကဘာတော့ကဒီလိုပဲစားတိုင်းတောင်းတိုင်းပဲရှိတာပဲဒုပညာမျိုးမျိုးပေါ်ပါတော့အားလုံးရတယ်ပရေရသပရေရတယ်အကုန်လုံးတမီးပြည်စည်းနဲ့ပတ်သက်လာရင်ဖုံးစလုံးလို့ဖုံးပွားလို့ရိုးရပန်းလို့အကုန်လုံးတော်ပြီးတော့အကြီးပိုင်းဆိုရင်တော့ဒီဂျုံလုံးကစအကုန်လုံးလုပ်ပါတယ်အထက်ကြီးအကုန်လုံးလုပ်ပြီးတယ်ပါတော့ သိသိကတော့အများကြီးပဲတောင်ပစ္စည်းနဲ့ပတ်သက်လာရင်တော့မြို့ထောင်ပေါ်များတော့ရှိကြပါဘောကတူပါအခုလောရစေအပအလုပ်များတော့ဒီနေ့စီဆွဲတဲ့ဘုံပိုင်ကြီးတွေစီဆွဲတဲ့ဘုံပိုင်ကြီးတွေဘုံပိုင်အသေးလေးတွေနောက်ပြီးတော့ထန်းခရပန်းခရနောက်ပြီးတော့ဟိုဥစ္စာပေါ့အနက်ဆုံးတဲ့ဆက်တွေနောက်ပြီးတော့မိခုဆုံးတဲ့ခေါင်းတိုင်တွေအဓိကတော့ပပစီလဲဆိုတော့အများဆုံးတဲ့ပစ္စည်းကတော့တက်တာပေါ့တန်စက်တာပေါ့ တန်တက်တာရဲ့နောက်ပြီးတော့ဒီကတော့လေးတဲ့ကတော့စိုက်မျိုးစုံပဲနောက်တစ်ခုကတော့ပုတ်ဆောင်ပေါ့ပုတ်ဆောင်ဆိုရေတယောက်တူစီဆွဲတဲ့ဘုံပိုင်ကြီးတို့အကုန်လုံးပါတယ်တမင်းတမင်းနဲ့ပတ်သက်လာတယ် quality ကတော့စတိကစ်ဆိုတော့စတိနဲ့လုံးတော့အကောင်းဆုံးပေါ့စတိကအကောင်းဆုံးပဲဒါပေမဲ့တမင်းပစ္စည်းဆိုတော့လည်းအနည်းဆုံးတော့ပစ္စည်းတစ်ခုကတော့9နှစ်10နှစ်လောက်ကတော့နောက်ဆုံးခံပါတယ်အဓိကကတော့ဘာလို့တမင်းလိုကန်းဆိုတော့ဟိုတစ်ခေတ်တစ်ခါတော့တအားကောင်းခဲ့တယ်ဘာကြောင့်လဲလို့မင်းတရုတ်ပစ္စည်းမွေးငင်အထိပေါ့ တော့ပဲတရုတ်ပစ္စည်းတွေဝင်လာတဲ့ကာဆိုတော့ဒီတရုတ်ပစ္စည်းတွေကဒီပိုက်လုံးတို့ပိုက်ကောက်တို့ပလတ်စတစ်ကတော့ပလတ်စတစ်ရေတယောက်ပလတ်စတစ်ဘုံပိုင်းပလတ်စတစ်အစားတို့ဝင်လာတဲ့ကာဆိုတော့ဘာလို့တာမျိုးလုံးကစစ်နေသွားတယ်စစ်နေသွားဆိုတော့ဘာလို့ကလည်းဆင်းပြောရင်တော့ပြည်ပြည်နဲ့နေတိုင်းဘိုးကစိတ်ပြေလဲမှုတော့လုံးဝမရှိတော့ဘူးသူတရကြီးတယ်ခဲသေးကြီးတယ်ဆိုတော့ပလတ်စတစ်ပစ္စည်းတွေဘာလို့ကရှင်းလိုက်တဲ့ကာဆိုတော့ဘာလို့ပစ္စည်းကတိုးလို့မရဘူးရေရှည်ကျတော့ဘာလို့ပစ္စည်းကမကောင်းဘူးမကောင်းတယ်ဒါပေမဲ့အများသူကကြတော့ ပလတ်ရှင်ပဲသုံးကြတော့ပြောတော့ဘောက်လုံကတဆင့်တိတ်သွားတယ်အဲ့ဒါကြောင့်မလို့ပါကျုပ်ပစ္စည်းကမဝင်ဘူးဆိုတော့ဘောက်လုံလည်းကောင်းကောင်းအဆင်ပြေကောင်းကြီးပွားတယ်ပေါ့အရင်ထက်တော့ကျုပ်နေသွားတာပေါ့ရှင်းပြောပြင်ရရှင်လည်းပါသွားပြီဘာကြောင့်လဲလို့မင်းဟိုတော့ကခက်ကဆိုရင်လူသမားတယောက်ကိုစတဲ့ငါကြရပြီဆိုရင်အဆောက်လို့ရတယ်အခုဒီထက်မှာဆိုရင်နှစ်ကောင်းကွန်းသုံးသုံးမှမရရင်ဘယ်လိုသွားမှလုပ်လို့မရဘူး ဲ့တော့တက်လာတဲ့ကုံစင်းတို့တဲ့အလုပ်သမားတယောက်ကနေရွတ်နဲ့ဒေးလီစင်းနဲ့ကြိုက်ရတဲ့ကာဆိုမကြိုက်တော့ဘူးအဲ့တော့ဥရောဒီမှာဆိုင်ဖွင့်စားတာဆိုတာဥရောကလည်းအဓိကထမင်းမိုးခင်းမိုးကျမ်းမာရေးစီလေးရတော်ပါပြီစားတာမို့တော့လမ်းမရှိတော့ဘူးသူစားပြောင်းလဲဘူးတော့နောက်တူကဟိုအဓိကသူပြားတကယ်ကျွေးမီမယူပါဘူးပေါ့ကျွေးမီမတင်ဘူးအေးစီသုံးလုံးဆွဲလို့ရတယ်အသက်ကြီးတဲ့စကားဆိုယောဂဗျာကိုဝင်လာတဲ့ယောဂဗျာကိုလေဒီပညာလေးနဲ့ပဲကိုကစေဝါဘူစေဝါဘူ ကုန်ရက်ခံပြီးတော့ကုသလိုက်တယ်စာဝန်တွေကမကြောက်မကြန်နေရတယ်ဒါပေမဲ့ချမ်းသာဖို့တော့မရှိဘူးသက်ခွန်ရသားတွေကစပြီးတော့အခုအသက်85နှစ်ရှိရောဘာလို့อ่ะမချမ်းသာခဲ့ပါဘူးလွတ်လွတ်ဆားဆားပါပဲဒီအချိန်နေပဲရောက်တယ်သိပ်ကြက်ကြက်တည်းရှိတော့မရှိဘူးပေါ့ဒါပေမဲ့ကြီးဝဖို့လမ်းတော့မရှိတော့ပါဘူးဟာအားကြီးပါတော့အဲအဲ့ဒီတော့တရုတ်ပြည်စီလည်းမဝင်ဘူးလေတရုတ်ပြည်စီလည်းမဝင်ဘူးတော့တရုတ်စဘာတယောက်က အကုန်လုံးလိုလိုကအလုပ်တွေကမနိုင်ဘူးဘယ်ဆိုင်မှာမဆိုတမ်းစပါတမ်းစိုင်းဆိုရင်ကိုလိုရာစီမီးခွဲကတော့ပါချာအကုန်လုံးလိုရတယ်နောက်ပိုင်းလွတ်လပ်ရပြီးတော့ဖြည်းဖြည်းနဲ့1900ဆက်ချင်းနောက်ပိုင်းမှာတိုးပစ္စည်းဝင်လာတဲ့ကကြတော့ဘလို့မှဆင်ပြေတော့ဘူးဥရောဒီ plastic ကတော့တွေကအကုန်လုံးလိုကနေရာဝင်ယူလာတယ်တော့ plastic ရေတယောက် plastic ပုံးကိုလိုကောစားလို့ပစ္စည်းတွေတမ်းလုံးကအတွက်ဝင်လာတဲ့ကကြတော့အဘတော်ကစီဝိုင်းတစ်စက် နောက်ကျသွားတယ်နေရောက်သွားတာပေါ့ကိုထိုးစလို့ကယူမဲ့လူလည်းမရှိတော့ဘူးဈေးကျတော့တအားကွာသွားတဲ့ကားဆိုတော့ဘောပစ္စည်းကိုတောင်းတောင်းဖို့ဘယ်သူမှမသုံးတော့ဘူး plastic ပစ္စည်းပဲသုံးကြတော့တယ်အဲ့တော့ဘားတော့ကတိတ်စင်ပြေကြတော့ဘူးပေါ့မကောက်တော့ဘူးဗမီးကရုံးဝင်လေအကုန်လုံးပါကုန်ပြီလူတရားမှာအများဆုံးသုံးနိုင်ရင်ဆယ်တင်ကောက်တော့ပဲသုံးတော့တယ်အဓိကဘာကြောင့်လဲဆိုရင်လူတွေကစီဝဲကျက်တဲ့လားရဲ့လုတ်ကင်မကောင်းတာရဲ့နော်အဖက်ဖက်ကလေကုန်စင်းလုံးကြီးမြင့်တာရဲ့တော့တောင်ပစ္စည်းတွေကဘလို့မှစင်ပြေတော့ဘူး ဘာလို့လဲသူပြားကိုဟိုတော့ဆိုရင်ဖြတ်တရားနေရဝယ်ပြီးလောင်လာနိုင်တယ်အခုဆိုရင်တစ်ချက်ဝယ်ဖို့တော့မနိုင်တော့ဘူးဘာကြောင့်သူပြားရဲ့ဇင်းလုံးတွေကအတိုင်းစားတဲ့တအားကြီးမြင့်တယ်ခဲစရာတအားကြီးမြင့်လာတယ်အဘတို့ကခဲငရဲပြီးပြီးသွေးအကုန်လုံးတော့သုံးပါရတဲ့ပစ္စည်းဆိုတော့အဲ့ဒီခဲငရဲပြီးပြီးသွေးသွတ်ဆိုတော့တအားကြီးကြီးတဲ့ခါဆိုတော့ဘာတို့ထုတ်တဲ့ပစ္စည်းရရတယ်ဘလို့ကဝယ်ဆုံးတယ်လို့လုံးဝမရှိတော့ဘူးပါသွားပြီဟိုတော့တနေ့ကိုခွက်ဆိုရင်၄၆၀လောက်ထုတ်တယ်ရယ်စက်ကွက်တော့တော့မထုတ်နိုင်တော့ဘူး ဝယ်လူလည်းမရှိတော့ပါသွားပြီအဲ့တော့ဘာတို့ကလာတဲ့အထက်လေးတွေစောက်မျောပြီးတော့လုစားရဲဘွားရောက်သွားပြီပေါ်တော့တော့မကောင်းစားပါဘူးပစ္စည်းလည်းရှားသွားပြီလေကိုယ်လည်းမဝယ်နိုင်တော့ဘူးကောင်းတဲ့ချက်တော့ဒီပစ္စည်းကဥစ္စာပေါ့ဘေးရဆူဆူမရှိဘူးပေါ့သူ့ဆက်ပစ္စည်းတော့ဘေးရဆူဆူမရှိဘူးသူကဘာဆိုတော့ရေပဲသုံးသုံးအစားထောက်ပဲထည့်တယ်ပြဿနာမရှိဘူးဒါမဲ့ plastic နဲ့ချိန်လိုက်ရင်တော့ဈေးလုံးကွာတာပေါ့ plastic ကတော့ ဒီတိုင်းကြီးတို့ဘာလို့ကျွန်တော်အစားထိုးတဲ့ခါဆိုတော့ဘေးတော့ဆိုးဆိုးနေတယ်ပါရှိတယ်ပြောက်ကွက်သွားလိုက်တယ်ပြောက်ကွက်ဆိုနံပါတ်1ကုန်စင်းလုံးကြီးမြင့်မှုနံပါတ်2လုပ်ငန်းပစ္စည်းရှားပါမှုနံပါတ်3တက်လာတဲ့ဈေးနှုန်းတွေကလိုက်ကိုအလုံးစမားမထုံးထုံးနိုင်တော့ဘူးနံပါတ်4ကပညာရှင်လုံးဝမရှိတော့ပျောက်သွားပြီဘဝပြင်းပါတမုန်ပညာရှင်ကလုံးဝမရှိတော့ဘူးအဲ့တော့ဒီခေတ်မှာလူရဲလူတွေကဘယ်လိုလုပ်မလဲအဲ့ဒါအပြင်ထွက်ပြီးပေါက်ကြမယ်ပေါက်လို့မယ်နှစ်သုံးခွင့်ရမယ်သုံးသုံးရမယ်ဆိုတော့ အလုပ်ကျန်းမာတွေပဲများတော့တယ်ပညာဦးနည်းနည်းနည်းလိုက်စားပြီးတော့ဒီပညာဦးဥတည်ပြီးတော့လှုပ်ရှားမဲ့လူကမရှိတော့ရှားပါသွားပြီကြာရင်တော့ဒီပညာပျောက်သွားမှာပါရည်တာဘောကတူကအထက်သေးလေးရဆိုအထက်ကြီးအထိပေါ့နောက်ဆုံးတော့ဘလူပဲဖြစ်ဖြစ်ဒီဆက်ရုံအလုပ်ရုံအကြီးကြီးတွေစောက်တော့မယ်ကိုမဒီပဲကျင်ညာတော့မယ်ဖက်ဖက်ကနေစားပြီးတော့မကောင်းတဲ့အနာစိုးထုတ်တာတို့ညော်ထုတ်တာတို့အဘူဝတ်အေးပြီးတာတို့အေးရနဲ့အပူပေးတာကဒီပညာရှင်တွေကနေစားပြီးတော့အောက်စီလုပ်ငန်းအစည်းအဝေးကစားပြီးတော့ကြီးတွေအထိဒီပညာအကျုံးဝင်ခဲ့တယ် နောက်ပိုင်းတော့ဘယ်လိုဖြစ်လာမလဲဆိုတော့ဒီပညာနဲ့ပတ်သက်လာရင်ဖြင်းပညာရှင်တွေကဖြင်းနဲ့ပျောက်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 လိုက်ပြီးတော့လူတွေကဘယ်လိုဖြစ်မလဲလက်တော့စာဝတ်တွေအစဉ်ပြေမှုလိုက်ကြတဲ့အခါပညာသင်တဲ့စိတ်မရှိတော့ဘူးမရှိတော့ပညာရှင်တွေကလည်းလုံးလုံးမရှိတော့ခေါ်တော့ပညာရှင်တွေတောင်းမှမရှိတော့ဘူးသုံးဖို့ကြပြီအော်ဒီပညာကတကယ်တန်ဖိုးလို့ရှိပါတယ်အစဉ်တန်းလည်းမြင့်ပါတယ်ဒါပေမဲ့ဘယ်လိုမှလိုက်လို့မဖြစ်တော့ခစ်ကလည်းရည်စည်းရုံးလိုက်ကတက်လာတဲ့ဂုံစင်းတို့နော်လူတယောက်ကဝင်ကိုအတိုင်းတာနဲ့ရှင်းမယ်ဆိုရင်တော့မမြတ်တတ်တဲ့အတွက် ပညာသီးနဲ့ကြာလီကောလီကြာလီကောလီပြီးသွားပြီးကြောက်ကုန်ပါပြီရှိပါတယ်လာတင်တဲ့လူဟိုတုန်းကတော့ကိုယ်စိတ်ကိုယ်စားပြီးလာတင်ကြတယ်နောက်ပိုင်းလာတင်တော့ဘာလို့နေလာလဲတနေ့ကိုတသောင်းလောက်မှမပေးရင်စမပြေဘူးတသောင်းလောက်ပေးရတယ်တသောင်းလောက်ပေးပြီးသူ့အတွက်ကိုထမင်းစားဖို့ပဲပေးဖို့ပဲကြတော့ဘာလို့ကရေစီကြတော့ဘာလို့လုပ်ငန်းလေးကစည်စည်လေးဆိုတော့မထိန်နိုင်တော့ဘူးမထိန်တယ်တော့ပညာသင်မဲ့လူကလည်းမရှိတော့ဘူးဟိုတုန်းကတော့ဝါသနာပါတယ်ပညာသင်ကြတယ်မှန်တယ်ကိုယ်စိတ်ကိုယ်စားပြီးလာတင်တယ်လေ့လာတယ် အဲ့တော့အဲ့တော့အဲ့လိုလူရဆရာကြီးဖြစ်ကုန်တယ်ခုခေတ်ကျတော့ပတ်စံကြမ်းမှလာသိမယ်ဆိုတော့မတို့ကသူတို့လူတွေနဲ့အတိုင်းသာရပတ်စံမပေးနိုင်တဲ့အခါကျတော့သင်ကြမှုကလည်းနည်းသွားပြီနည်းဆိုတော့ပညာရှင်လည်းမရှိတော့ရှားသွားပြီပညာပြန်ဖို့ဆိုရင်တော့စိတ်ဝင်လို့ယူနေပေါ်ပြမယ်နော်စိတ်ဝင်လို့ယူနေအကုန်လုံးထောင်မယ်လုပ်ငန်းရှင်တွေအကုန်လုံးလိုကနေလက်ဘမှုကကောင်းတယ်လူသမားလူလူတိုင်းလူတိုင်းရတယ်အလုပ်ကုန်စီရှိကြတယ်ကုန်စင်းတော့လည်းကြလာမယ်အပါတို့ဝယ်သုံးတဲ့ဒီခဲငဲပြီးပြီးဆိုသွက်ကစားတင့်တင့်နဲ့ဈေးနှုန်းတိုင်းပြပြသွားမယ်ဆိုတော့ 龙眼变光了宝宝龙眼变光了不是咯？发绿的，根本看不到叶一波，晓得吧？